အားလုံးမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြောမယ့်အကြောင်းအရာကပါလဲဆိုတော့ဟိုဟာပေါ့အခုက Dreamy ပေါ်ရရပြီလဲဖြစ်နေပြီဆိုတဲ့အခါကျတော့လူတွေလည်းတော်တော် Dreamy စားနေကြပြီပေါ့နော်အဲ့တော့အဲ့မှာအများစုပြောနေကြတဲ့တစ်ခါပါလဲဆိုတော့ Dreamy နဲ့ကိုလာပေါ့နော်မတည့်ဘူးအတူတူစားကြရင်သေးအတူတူစားရင်သေးတတ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ကျွန်တော်မကြခဏဆိုသလိုအဲ့ကြောင့်လည်းပတ်သက်တဲ့အဲဆောင်းပါးတွေလည်းတွေ့ရလိမ့်မယ်ဗီဒီယိုတွေလည်းနော်တမျိုးပြီးတမျိုးပြောနေကြတွေ့ရလိမ့်မယ်အဲ့တော့တကယ်ပဲ Dreamy နဲ့ကိုလာနဲ့အတွဲဆိုင်သေးတတ်လာပေါ့နော်အဲ့အကြောင်းကျွန်တော်ပြောပြအောင်ဖြစ်ပါတယ် ဒါပထမဦးဆုံးကတော့ကျွန်တော်အကြံဖြင်းပြောပြချင်တာကကျွန်တော်တို့လေအရင်ကဟိုမြင်မှုရဲ့ဟိုကျွန်တော်တို့ဟောပါလေ get to side ရဲ့ဒီတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့မတဲ့မတဲ့တဲ့အစားအစာများဆိုပြီးတော့လေဘယ်ဟာနဲ့ဘယ်ဟာ sign သေးတယ်ဘယ်ဟာနဲ့ဘယ်ဟာ sign on and စသဖြင့်ပေါ့နော်အဲ့လိုမျိုးတွေပြောထားတယ်ဟာတကယ်တမ်းကျတော့အဲ့ဒီအစားတောက်တွေမတဲ့ဘူးဆိုတော့အဲ့ဒီ poster ကြီးကဘယ်သူထုတ်မှမသိအဲ့ဒါကဆရာဝန်ထုတ်တာလည်းမဟုတ်ဘူး ဒီကျမရေးဘက်ကဘာလို့ညာအဲ့ဒီဘက်ကတခြားတူလည်းမဟုတ်ဘူးဒီတိုင်းပဲသူကတော့အရက်ထဲမှာပြောနေကြတဲ့အကြောင်းအရာတွေကိုအဲထုတ်ထားတာပေါ့နော်အဲ့ဒီမှာပြောတာဆိုဒီမင်းကိုတီးနေတကြဆိုင်သေးတယ်လို့ဘာလို့ညာလို့ပေါ့နော်အဲ့ဒီမှာလည်းပါတယ်ဒွင်းသီးနဲ့ကိုလာပေါ့ကိုကကိုလာတောက်ရင်ဒေတတ်တယ်ပေါ့နော်ဒီလိုမျိုးဆိုင်သေးတယ်ဆိုပြီးဖြစ်တယ်အဲ့တော့ ဒူးရင်သီးဆိုတာကဒူးရင်သီးကကျွန်တော်တို့ကအာဟာရဓာတ်ပြည့်ဝတယ်ဗောနဒီဒီအချိန်ဒီမှာပေါ်တယ်အာဟာရဓာတ်အာဟာရဓာတ်ကျွဲဝတဲ့အသီးတွေမှာပါတယ်သူကတကြားဓာတ်များတယ်တကြားများတယ်စားလိုက်ရင်ရမ်းချိုတာဗောနချိုတော့တိတိတတတယ်သူကတကြားများတယ်အစီနှစ်နဲ့ပြည့်ဝတယ်ဗောနအဲ့တော့ဒူးရင်သီးကချိုတယ်နောက်တစ်ခါကိုလာဗောကိုလာကလည်းသူကတကြားပါတယ်တကြားပါတယ်အတွက်ကြောင့်မလို့ဟိုသူကလည်းချိုတယ်ဗောနကိုလာလည်းချိုတယ်အဲ့ဒူးရင်သီးနဲ့ကိုလာဒီတိုင်းစားရင်တော့တာမန်လူတွေမှာတော့ဘာမှမဖြစ်ဘူးဟိုတိတ်ပြတ်တာမရှိဘူးလား ဟိုတွင်းသီးစားတယ်ကိုလာတက်တယ်ဘာမှမဖြစ်ဘူးဒါပေမဲ့ဘယ်သူတွေမှပြဿနာရှိနိုင်လဲဆိုတော့ငကိုတွေကစီးချိုလို့စီးချိုလို့မျိုးယောဂအခန်းရှိတဲ့သူတွေပေါ့နော်နောက်ကကြောက်ကက်မကောင်းဘူးနှလုံးမကောင်းဘူးအသေးမကောင်းဒီလိုမျိုးပြဿနာမျိုးရှိတဲ့သူတွေမှာကြတော့တွင်းသီးကလည်းချိုတယ်ဗျာအကိုလာကလည်းချိုတယ်အဲ့တော့အရန်ချိုတဲ့အရာနှစ်ခုတခါလဲစားလိုက်တဲ့ခါကျတော့ချက်ချင်းကျွန်တော်စီးချိုရှိတဲ့သူတွေဆိုတော့ကဟိုတွေးထဲမှာတကြားတဲ့ချက်ချင်းများလာရင်တို့ကတို့တို့အနေရရှိရလीအဲ့တော့ဒွင်းသီးရလဲခြိုတယ်နောက်တစ်ခုက ိုလာလဲခြူတဲ့ခါကျနှစ်ခုလုံးခြူတဲ့အစားအသောက်တွေကိုစားလိုက်တဲ့ခါကျတော့ချက်ချင်းစီးကြိုကရုတ်တရက်ထိုးတက်သွားတဲ့ခါကျရင်အဲ့မှာသတိလေးမေ့မြောသွားတာပြီးတော့နော်ဒီကေလိုမျိုးစီးကြိုတအားတက်တဲ့ပြဿနာမျိုးတွေကျွန်တော်ဖြစ်နိုင်တယ်အဲ့တော့ဟိုရေပူရပြင်းခြုံပြီးတော့ပြောရရင်တော့အစားအသောက်တွေကတစ်ခုနဲ့တစ်ခုမတည့်ဘူးဆိုတာကရှားပါတယ်အဲ့တော့ဒွင်းသီးနဲ့ကိုလာကလည်းအတူတူတွဲစားရတယ်ဆိုရင်တာမန်လူတွေအတွက်တော့ဘာမှမဖြစ်ဘူးဒါပေမဲ့ငကူတွေကယောဂအခန်းကြီးရှိတဲ့သူတွေသွေးတိုးတို့စီးကြိုတို့ အဲနှလုံးယောဂါတွေကြောက်ကက်မကောင်းတဲ့ယောဂါရှိတဲ့သူတွေအသေးမကောင်းတဲ့ယောဂါရှိတဲ့ဒီလူတွေမှာကျတော့သွေးထဲမှာချက်ချင်းတကြားတက်ကြီးကထိုးတက်လာတော့ခန္ဓာကိုယ်မတုံ့ပြန်နိုင်ဘူးမတုံ့ပြန်နိုင်တဲ့အတွက်ကြောင့်မလို့နောက်ဆက်တွဲမှာယောဂါတွေဖြစ်နောက်ဆက်တွဲပြဿနာဖြစ်တဲ့အဲ့မှာသတိလိမ့်မျောတာတို့အဲလေဖြတ်ွားတာတို့နောက်နောက်ကသွေးချို့တအားတက်ပြီးတော့ဟိုတဆုံးပါဝါတာတွေပါတို့ဒါမသိဘဲနဲ့ဖြစ်နိုင်တယ်လေဒီလိုမျိုးချက်လက်မျိုးတွေဖြစ်နိုင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီမှာရေဘူးရအဖြစ်အကြံပေးချင်တာကဟိုနှစ်ခုလုံးကချိုးရာဖြစ်တဲ့အတွက်ကြောင့်မလို့ အတိုင်းအစနဲ့စားပါချိုရာနှစ်ခုကိုတွဲမစားပါချိုအရန်ချိုရာနှစ်ခုကိုအလွန်ကြုံတအားစားလိုက်တဲ့အခါကျတော့ခန္ဓာကိုယ်အဲ့ဒါမတုံ့ပြန်နိုင်ဘူးအဲ့တော့ခုနပြောရပြဿနာဖြစ်တယ်နောက်လူကိုလည်းအရန်ဝလာသေးနိုင်တယ်เนาะအသီးနှံတွေစားပြီးမှလည်းဒွင်းသီးလိုအရာမျိုးတော့ကယ်လိုရီအရန်များတဲ့အတွက်ကြောင့်မလို့လူလည်းဝလာနိုင်ပါတယ်အဲ့တော့ခုနမေကုန်ဖြေရရင်ဒွင်းသီးနဲ့ကိုလာနဲ့မတည့်ဘူးဆိုတာမဟုတ်ဘူးဒါမဲ့တွဲစားဖို့မကောင်းဘူးဘာလို့တွဲစားရင်နှစ်ခုလုံးချိုတဲ့အတွက်ကြောင့်မလို့ ငိုရဲရတာကို့မှာယောဂခန်းတစ်ခုခုသာရှိနေတယ်ဆိုရင်အချိုတက်တွေတအားမြင့်တက်ပြီးလူဒုက္ခရောက်နိုင်ပါတယ်။စားတာစားလို့ရတယ်ဒါမဲ့ချင်းချိန်ပြီးစားပါငိုယောဂအခန်းရှိခန်းရှိတယ်ဆိုရင်တော့ကျွန်တော်တွဲပြီးမစားသင့်ပါဘူး။